မိဘပြည်သူများရှင် Prime Media မှခန့်နှင်းစုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီနေ့မင်္ဂလာသတင်းလေးနဲ့အဖွင့်ပြောပါမယ်ရှင်။တိဘောမျိုးကြီးကိုမြန်မာတပ်မတော်ဟာဆိုရင်ယနေ့18ရက်10လ2025မှာအလုံးစုံပြန်လဲထိန်းချုပ်လိုက်ပါပြီ။အခုဆိုရင်မြန်မာတပ်မတော်သားတွေဟာတိဘောမျိုးထဲမှာမြို့နဲ့မြို့ပတ်ဝန်းကျင်မှာပေါ့နော်။မိုင်းရှင်းတဲ့ကိစ္စတွေကိုစတင်ပြီးတော့လှုပ်ဆောင်နေပါပြီရှင့်။တိဘောမျိုးကိုမြန်မာတပ်မတော်သားတွေဝင်ရောက်လာတဲ့အခါမှာပြည်သူတွေကဘယ်လိုမျိုးကြိုးဆူကြလဲဆိုတဲ့ညင်ကွင်းလေးတွေကိုလည်းမိဘပြည်သူများ ျော်ရွှင်ကြည်နူးနိုင်ဖို့အတွက်ကျွန်မတင်ဆက်ပေးလိုက်ပါရစေရှင် ညီမတက်မလို့အောင်မြင်မှုတွေကနေ့စဉ်နေ့တိုင်းဇက်တိုက်ရရှိနေပါပြီ။သဘုံတွေလက်ထဲမှာကြားရောက်နေတဲ့မြို့တွေကိုတမြို့ချင်းပြန်ပြီးတော့ပြည်တော်စုအတွက်တိုက်ခိုက်သိမ်းပိုက်မှာပါ။ဒါကြောင့်လက်ရှိမှာပေါ့နော်။သဘုံမြို့တဲမှာသဘုံတွေထိန်းချုပ်ထားတဲ့မြို့တွေမှာပေါ့ရှင်။နေထိုင်နေရတဲ့မိဘပြည်သူတွေအနေနဲ့စိတ်တက်မကြပါနဲ့။ညီမတက်မလို့သားတွေရောက်အောင်လာမှာပါ။ခဏလေးပဲတောက်ခံပေးကြပါလို့ကျွန်မကတိုက်တွန်းလိုက်ပါရစေရှင်။ တီပုံးမြို့ကိုမြမတက်မတော်ကဒီနေ့မှစပြီးတော့မြို့ရဲကိုဝင်နိုင်ခဲ့တာပါမြို့ရဲကိုတက်မတော်သားတွေမရောက်ခင်မှာဆိုရင် TNL ကထုံးစံအတိုင်းတီပုံးမြို့ကိုမီးလောင်တိုက်သွင်းခဲ့ပါတယ်ရှင့်ဒီသတင်းလေးကိုလည်းနိုင်ငံတော်ကထုတ်ပြန်ထားတဲ့အတိုင်းမှတ်တမ်းတပုံလေးနဲ့ကျွန်မဖတ်ပြပါမယ်နိုင်ငံတော်ကနေပြီးတော့အော်တိုဘားလ16ရက်နေ့မနေ့ကထုတ်ပြန်ထားတာဖြစ်ပါတယ် TNL အကြမ်းဖက်တောင်းကျမ်းသူတွေကဆိုရင်တီပုံးမြို့မှာရှိတဲ့ဌာနဆိုင်ရာအဆောက်အုံတွေနဲ့ပြည်သူရဲ့နေအိမ်တွေကိုမီးရှို့ပြီးတော့မှထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်ဒီမှာမှတ်တမ်းတပုံလေးပြသထားပါရှင့် ထုတ်ပြန်စာထဲမှာပါတဲ့အကြောင်းအရာလေးပေါ့ရှင်အတင်းချုံလေးကျွန်တော်ပြောပြပါမယ်။ TNL အကြံပတ်ဖွဲ့နဲ့ DBL လေး PDF အမိကန်အကြံပတ်တောင်းချမ်းသူတွေကရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်ဒီရီသားတဝိုက်ကိုအကြံပတ်တိုက်ခိုက်ပြီးတော့တင်ပိုက်ခဲ့တယ်ပေါ့နော်။ဒီခါမှာတပ်မတော်ကနေပြီးတော့စစ်ကြောင်းထိုးပြီးတော့ရှင်းလင်းမှုလုပ်တဲ့အခါမှာဆိုရင်အော်တိုဘာလ16ရက်နေ့မှာတီဘောမြို့အဝင်တိုးဂိတ်ကိုရောက်ရှိလာခဲ့ပါတယ်။တပ်မတော်စစ်ကြောင်းတွေရောက်ရှိလာတယ်ပေါ့နော်။အဲ့ဒီတိုးဂိတ်ကနေလှမ်းကြည့်လိုက်တဲ့အချိန်မှာတဲ့မြို့ထဲမှာမိဂိုးလုံးတွေကိုတပ်မတော်သားတွေကမြင်လိုက်ရပါတယ်ရှင့်။ ဒီလိုနဲ့မြင်ရတဲ့အခါမှာမြို့မီးရှို့သွားပြီလားဆိုတော့ခန့်မှန်းချက်ပေါ့နော်အရင်မြို့တွေတော့လည်းအဲ့လိုပဲရှို့ခဲ့ရလေကြောင်မဲတော့လည်းအဲ့လိုပဲမီးရေရှို့ခဲ့ရတာဆိုတော့မြို့မီးရှို့နေပြီဆိုပြီးတော့သူတို့ဟာမြို့တွေဝင်ရောက်ပြီးတော့ရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်အဲ့လိုပြုလုပ်ခဲ့တဲ့အခါမှာတွေ့ရတာကတော့တီဘောမြို့တွေမှာရှိတဲ့ဌာနဆိုင်ရာအဆောက်အဦတွေဖြစ်တဲ့အကျဉ်းဦးစီးဌာနရဲ့အထွေထွေအုပ်ချုပ်ရေးမှူးချုပ်ရဲ့မြေစင်းရုံးရဲ့တီဘောဟိုတယ်အပါအဝင်အခြားဌာနဆိုင်ရာအဆောက်အုံတွေနဲ့ပြည်သူလူထုနေအိမ်တွေကိုရက်ဆက်ရုပ်မှာစွာနဲ့မီးရှို့ပြီးတော့တရားနယ်လေးအဖွဲ့တွေကထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ် ဒါကြောင့်တက်မလို့စစ်ကြောင်းနေရဆိုရင်မြို့ကိုရောက်တာနဲ့ပေါ့နော်အခြားဟာအရင်မလုပ်ရဘဲနဲ့မင်းကြီးသက်တဲ့ကိစ္စတွေအယုံဆုံးလုံးဆောင်ရပါတယ်ပြီးတော့မှနေမြေလုံးကျော်ရေးကိစ္စတွေကိုလုံးဆောင်ခဲ့ရပါတယ်ဆိုပြီးတော့နိုင်ငံတော်ကသတင်းထုတ်ပြန်ထားပါတယ်ရှက်လက်နက်ကင်အခွဲတွေကမြို့တွေကိုစောင့်ဝင်လာတော့အကောင်းတိုင်းရှားလိုက်တဲ့မြို့တွေကိုပေါ့နော်သူတို့ရောက်လာပြီးတော့မှနှီးမျိုးစုံဒုက္ခပေးနေတဲ့အပြင်ကိုပြန်လည်ထွက်ခွာတဲ့အချိန်မှာပြည်သူလူထုကိုစားဖစ်ပေးရမယ့်ဌာနဆိုင်ရာနေရာတွေကိုမီးလောင်တိုက်သွင်းခဲ့တဲ့ရှင့်ဒီဌာနဆိုင်ရာနေရာတွေကတပ်မတော်သားတွေနဲ့ဘာမှသက်ဆိုင်ခြင်းမရှိဘူးစည်ရေးပြစ်မှတ်တွေလည်းမဟုတ်ပါဘူး သူတို့မိရှုသွားတဲ့ရုံးတွေကပြည်သူတွေကိုစားပစ်ပေးရမနေရတယ်ပါ။ကြောင်မဲတော့ဆိုလဲဒီလိုပဲစေယုံနေမိသက်စခန်းနေရဲစခန်းနေစတဲ့ပြည်သူလူထုအတွက်ပေါ့နော်စားပစ်ပေးရမယ့်နေရာဌာနတွေကိုအားလုံးမိရှုဖြည့်ဆည်းသွားကြတယ်ရှင့်။ပြောမယ်ဆိုတော့ရုပ်မာတာပေါ့နော်စစ်ရှုံးကိုကိုယ့်အကိုပြေးပါလားကိုယ်လွတ်လွတ်ကျွတ်ကျွတ်အဲ့လိုမဟုတ်ပဲနဲ့မြို့ကိုဖျက်ဆီးသွားတယ်ဆိုတော့မြို့ပြန်လဲထူထောင်ရေးအတွက်ကိုနိုင်ငံတော်ကတော်တော်ကြိုးစားလုပ်ရအောင်မယ်မြို့သူမြို့သားတွေလည်းပို့ပြီးတော့ခက်ခဲစွာနဲ့ကြံခဲ့တာပေါ့ရှင်ဘုံတွေရဲ့လှုပ်ဆောင်ချက်တွေကတော့တော်တော်ဆိုးပါတယ်ရှင် ဒါကြောင့်လည်းပြည်သူတွေကဒီလိုလက်နက်ကအကြမ်းဖက်တပုံတွေဆိုလက်မခံကြတော့တာပါတက်မတော်နဲ့စိတ်ဝမ်းကွဲမှုဖြစ်ပြီးတော့သူတို့ဘက်ကလည်းပေါ့နော်ပါခဲမိတာတော့မှအချို့တွေဆိုနောင်တရနေကြပါပြီသူတို့လှုပ်ဆောင်ချက်တွေကိုဒီလိုကာလမှာထင်သာမြင်သာသိရရတာဆိုတော့လေမြို့သူတွေဆိုသေးကမှဘလို့ပဲဖြစ်ဒီပေါ်မြို့ကတော့တက်မတော်လက်ထက်ကိုပြန်လဲရောက်ရှိလာပြီဖြစ်တဲ့အတွက်ပြန်လဲထူထောင်လုပ်ငန်းတွေကိုလှုပ်ဆောင်မှာပါနိုင်ငံတော်ကလည်းစ조사ပြီးတော့လှုပ်ဆောင်မှာပါမြန်မာနိုင်ငံသားတွေအနေနဲ့ကလည်းဒီလိုမျိုးစစ်တမ်းကြောင့်ကျေမွပျက်စီးခဲ့ရတဲ့မြို့နယ်တွေပေါ့နော်မြို့တွေကို ပြန်လည်ထူထောင်ကိစ္စတွေမှာတက်ဆွမ်းသမျှကူညီဆောင်ရွက်ပေးကြပါအောင်လို့ကျွန်မတို့ကတိုက်တွန်းလိုက်ပါစေရှင်။မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးဟာရွှေဝယ်ယူတဲ့မိဘပြည်သူများအတွက်သတင်းလေးတစ်ခုဖြစ်ပါတယ်။မိဘပြည်သူများရွှေဝယ်လေးရွှေဝယ်ထားရှိပါသလားရှင်။ရှိရဆိုတော့သတင်းလေးကိုသိစားလေးနားထောင်ကြည့်ပါနော်။အခုနိုင်ငံတော်ကပြောင်းလဲမှုတွေအများကြီးလှုပ်ဆောင်နေပါတယ်။ရွှေဆိုင်တွေအနေနဲ့ဆိုရင်ပေါ့နော်အခုနောက်ဆုံးသိရတဲ့သတင်းလေးအရဆိုရင်တင်ရန်စာတနဲ့တဘောပေါ်ဝင်ချင်းထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပေးတဲ့ဘောက်ချာနဲ့ပဲရွှေရောင်းဝယ်မှုတွေကိုပြုလုပ်ရတော့မှာဖြစ်ပါတယ်။ ပေါချာလေးကတော့ကျွန်မခုပြထားတဲ့ပေါချာမျိုးလေးဖြစ်ပါရဲ့ရှင့်ရွှေဆိုင်တွေရဲ့ပေါချာနဲ့မလို့ရတော့ဘဲနဲ့အစိုးရကနေထုတ်ပေးတဲ့ပေါချာနဲ့ပဲရောင်းဝယ်လိုရမယ့်သဘောတရားလေးဖြစ်ပါရဲ့ရှင့်ဒီလိုပြုလုပ်တဲ့အခါမှာဆိုရင်လက်ဝိကျေတနာနဲ့မကရွှေတုံးရွှေကဲရောင်းဝယ်မှုတွေမှာပါအစိုးရကထုတ်ပေးတဲ့ပေါချာနဲ့ပဲလောက်ရမှာဖြစ်ပါတယ်ဒီသတင်းလေးကိုကျွန်မအသေးစိတ်လေးပြောပြပါမယ်ရွှေရောင်းဝယ်လုပ်ငန်းတွေလုပ်ကိုင်တဲ့သူအနေနဲ့ပေါ့နော်ဓာတ်သက်တူရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း license ကိုရှောက်ထားရမှာဖြစ်ပါတယ် အဲ့လိုမျိုးရှောက်ထားတဲ့အခါမှာ license ရရှိတော့မှဝင်းဌာနကနေပြီးတော့ထုတ်ပေးတဲ့ဘောက်ချာတွေကိုပါတခါတည်းဝယ်ယူရမှာဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ဆိုင်ရောင်းဝယ်ရေးမှာဒီဘောက်ချာနဲ့ပဲအသုံးပြုပြီးတော့ရောင်းဝယ်ရမှာဖြစ်ပါတယ်ရှင်ဝင်းကြီးဌာနကထုတ်ပေးတဲ့ဘောက်ချာလေးမှာဆိုရင်ပေါ့နော်ရွှေဆိုင်နံပါတ်ရဲ့ရောင်းသူဝယ်သူရဲ့ကိုယ့်ရဲ့ချက်လက်တွေအမည်ပတ်ပုံတွေနေရာလိပ်စာဖုန်းနံပါတ်တွေမှာထည့်ရမှာဖြစ်ပါတယ်ပြီးတော့ရွှေမျိုးစားဈေးနှုန်းကြတဲ့ငွေလက်ခအျော်ွတ်အခွန်စတဲ့အသေးစိတ်ချက်လက်တွေကိုပါပြည့်စုံစွာဖြည့်သွင်းရမှာဖြစ်ပါတယ်ရှင် ဒါအပြင်ရွှေတွေကိုနေ့စဉ်သတ်မှတ်ရင်းညွှန်းစေးနဲ့သာရောင်းချဖို့အတွက်အစိုးရကညွှန်ကြားထားပါတယ်။ဒီလိုစီးမြင့်တွေမလိုက်နိုင်အောင်ဆိုတော့ရေးယူခံမှာဖြစ်ပါရဲ့ရှင်။အဓိကတော့ရောင်းဝယ်မှုတွေနဲ့အခွန်ကိစ္စတွေပေါ့နော်စနစ်ကျထိန်းချုပ်နိုင်မှုရဲ့ရွှေဈေးကွက်ကိုအရန်ကြီးကစားတာမျိုးတွေမဖြစ်အောင်လို့နိုင်ငံတော်အစိုးရကစီမံလိုက်တယ်လို့တော့မြင်ပါရဲ့ရှင်။ဒါတော့ဒီလိုစီမံလိုက်ပြီဆိုတော့အခုဆိုရင်နောက်ဆိုရင်ဘောက်ချာလေးတွေပေါ့နော်ကိုယ်ဆိုင်ဘောက်ချာနဲ့ကိုထုတ်လို့မရတော့ဘူး။ ဟို data တွေကိုလည်းလိုသလိုထည့်တာနေမရတော့ဘဲနဲ့ဝင်းထဏာပေးတဲ့ပေါ့ချာတိုင်းမဲ့လောက်အောင်မှာဖြစ်တဲ့အတွက်အကျိုးတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ရွှေဆိုင်တွေစီကိုတက်ရောက်လာမဲ့အကျိုးတက်ရောက်မှုတွေကိုကျွန်မပထမအဆုံးသုံးသပ်ချင်ပါတယ်ရှင့်။အခုလိုမျိုးဝင်းကြီးဌာနကနေပြီးတော့ဗောနဝင်းဌာနထုတ်တဲ့ဘောက်ချာနဲ့လောက်ရမယ်ဆိုပြီးဖြစ်သွားတဲ့အချိန်လေးတခုမှဒီဘောက်ချာရဖို့ဆိုတာကဝင်းကြီးဌာနမှာသွားပြီးတော့ရွှေဆိုင်လုတ်ကင်မှုခွင့်ဗောနရွှေလုပ်ငန်းလုတ်ကင်ခွင့် license ရမှာပဲဖြစ်မှာပါ license ရတဲ့သူမှဒီလိုဘောက်ချာထုတ်ပေးမှာပါ ဒါကြောင့်ရွှေဆိုင်နေရာဆိုရင် license မဲ့ပြုတ်လုံနေရတယ်မရတော့ဘဲနဲ့ license ရဖို့အတွက်ကိုစူးစမ်းလောက်ဆောင်ရတော့မှာဖြစ်ပါတယ်။ license နေလောက်ကြပြီဆိုတော့နိုင်ငံတော်အခွန်ရရှိဖို့အတွက်လည်းတိုးတက်လာမှာပေါ့ရှင်။ဒါအပြင်ရွှေဆိုင်နေအနေနဲ့ကစရင်ကိုတိတိကျကျလောက်ဆောင်ဖို့အတွက်ကိုတာဝန်ရှိလာမှာပါ။ဘာကြောင့်လဲဆိုဝင်းဌာနကပေးလိုက်တဲ့ဘောက်ချာတွေမှာသူ့နံပါတ်တွေပါမယ်ပေါ့နော်ဘောက်ချာကုတ်တွေနံပါတ်တွေပါမှာဖြစ်တဲ့အတွက်ရောင်းသူဝယ်သူ data ချက်လက်တွေအားလုံးကိုအတိအကျရေးသွင်းဖို့အတွက်ကိုတာဝန်ရှိပါတယ်။ရောင်းဝယ်ရေးမှာပို့ပြီးတော့ပွင့်လင်းမြင်သာမှုရှိလာမှာပေါ့ရှင်။ ။ဒါ့အပြင်ဝင်းဌာနထုတ်ပေးတဲ့ပေါင်ချာနဲ့ရောင်းအောင်ဖြစ်တဲ့အတွက်နိုင်ငံတော်ကချမှတ်ထားတဲ့ရည်ညွှန်းဈေးနဲ့သာရောင်းချဖို့အတွက်တာဝန်ရှိလာမှာပါ။ဒီလိုဆိုရင်တော့ရွှေဈေးကွက်မှာဈေးနှုန်းတည်ငြိမ်မှုတွေရှိလာတော့မှာဖြစ်ပါရဲ့ရှင့်။ဒါကောင်းကျိုးလေးပေါ့နော်။ဒါပေမဲ့အရေးကြီးတာကတော့စီမင်းစည်းကမ်းမလိုက်နိုင်အောင်ဆိုရင်လေရေးယူခံရဖို့အတွက်ကိုပုံမှန်နီးကပ်တဲ့အခြေအနေရှိတဲ့အတွက်ရွှေဈေးနဲ့အနေနဲ့ဥပဒေကိုလေးစားလိုက်နာဖို့အတွက်လည်းတိုက်တွန်းချင်ပါရဲ့ရှင့်။ ဒီတော့ဒါကကျွန်မခုပြောတာကရွှေဆိုင်နေဘက်ကနေပြီးတော့ပြောင်းလဲသွားနိုင်တဲ့အခြေအနေလေးပေါ့နော်ပြီးတော့ရွှေဆိုင်နေကမှသွားပြီးတော့ရွှေဝယ်မဲ့ဝယ်သူတွေအတွက်ရောနိုင်ငံတော်အစိုးရဝန်ကြီးဌာနရဲ့ဒီလိုလှုပ်ဆောင်ချက်ကဘယ်လိုအကျိုးကျေးဇူးတွေရှိလာမလဲဆိုတာလေးပဲကျွန်မသုံးသပ်တင်ပြချင်ပါတယ်။နံပါတ်၁ကတော့ဒီလိုမျိုးဝန်ကြီးဌာနတွေရဲ့ပေါင်ချာနဲ့ပဲပြုလုပ်မှဖြစ်တဲ့အတွက်ဝယ်ယူသူတွေအတွက်ဈေးနှုန်းဆိုင်ရာရောက်တဲ့လက်ခဆိုင်ရာကိစ္စတွေပေါ့နော်ဒါတွေကိုပွင့်လင်းမြင်သာမှုနဲ့အကာအကွယ်တွေလည်းရရှိလာမှဖြစ်ပါတယ်။ပေါင်ချာထဲမှာထည့်သွင်းထားတဲ့အတိုင်း နိုင်ငံတော်တင်ပြมาဖြစ်တဲ့အတွက်မြေပြင်ရောင်းဝယ်မှုတွေမှာရှုပ်ထွေးမှုတွေတချို့ဆိုင်နေဆိုရင်ရွှေကြောင်းနားမလဲတဲ့ဝယ်သူတွေပေါ်မှာတချို့ရှိရပေါ့နော်အဲ့လိုမျိုးကိစ္စရလေးတွေပေါ့ရှင်ဒါလေးတွေလောက်ခံရတာလည်းနည်းတော့มาဖြစ်ပါတယ်စားသုံးသူခွင့်ရေးကာကွယ်မှုကတခါတည်းပူးတွဲပါဝင်သွားมาဖြစ်ပါတယ်ရှင်နောက်ထပ်အကျိုးရှိရာတစ်ခုကတော့ဒီလိုမျိုးဝင်းဌာနဘောက်ချာနဲ့ပဲလောက်ကွာရမှာဖြစ်တဲ့အတွက်ဒါဟာတရားဝင်မှတ်တမ်းဖြစ်သွားပါပြီတရားဝင်မှတ်တမ်းဖြစ်သွားရဖြစ်တဲ့အတွက်ရွှေတွေရောင်းဝယ်တဲ့ကိစ္စတွေမှာဆိုရင်ပို့ပြီးတော့ အဆင်ပြေချောမွမှုတွေရှိလာမှာဖြစ်ပါတယ်ဝယ်သူတွေအတွက်ကတော့အင်မတန်အဆင်ပြေသွားမဲ့အခြေအနေလေးတစ်ခုလို့ကျွန်မမြင်ပါတယ်ရှင့်ဒါပေမဲ့ကျမောင်းနိုင်ငံလူတွေရဲ့ထုံးစံအတိုင်းပေါ့နော်တချို့ရွှေဆိုင်တွေကဘောက်ချနှမျိုးသုံးစနစ်နဲ့ဥပဒေလက်တုံချလောက်တာတွေလည်းဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်လာတဲ့အခါမှာဆိုရင်နိုင်ငံတော်အစိုးရအနေနဲ့ထိန်းသိမ်းမှုတွေပြန်လည်စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်ကျမောင်းနိုင်ငံတည့်ရတိုင်းမှာပဲဥပဒေကပဲဥပဒေပဲထုတ်ထုတ်လက်တုံချလောက်ဖို့အတွက်အမြဲတမ်းအစဉ်သင့်နေထားမှာရှိနေပါတယ် ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေအားဆိုဥပဒေကို လေးစားလိုက်နာခြင်းမရှိပါဘူးကျွန်တော်နိုင်ငံဥပဒေဆိုတာဘောနော်ပုံမှန်အတိုင်းလေးစားလိုက်နာရမယ့်အရာလို့မသတ်မှတ်ပဲနဲ့လိုအပ်တော့မှဆွဲသုံးရတဲ့အရာလို့သတ်မှတ်ကြတာရှင့်ဥပဒေကြောင့်အရာကိုယ်မှနင့်နာမှုရှိလာတဲ့အခါကျတော့ဗမာနိုင်ငံဥပဒေရမကောင်းပါဘူးရော်ရဲပါတယ်ဆိုတော့စကလုံးနေနဲ့သုံးနှုံးပြီးတော့နိုင်ငံတော်အစိုးရပြစ်တင်လေးတင်ထားရှိကြတယ်ဒါပေမဲ့ကိုယ်တိုင်ကနိုင်ငံတော်ဥပဒေတွေကိုလေးစားလိုက်နာမှုရှိလားလို့မေးလိုက်တဲ့အခါကျရင်တော်တော်များများလေးစားလိုက်နာမှုမရှိပါဘူး တော်တော်များများလက်တလုံးချလောက်ကြရရှင်။ကျမမြန်မာနိုင်ငံသားတွေကိုအကြောင်းကိုသိပါရရှင်။တေချာလေးကိုအကြောင်းကိုနှစ်ခုပေါ်လက်တယ်ပြီးတော့စဉ်းစားကြည့်ကြပါ။ဒီတော့ရွှေဆိုင်အချို့ဟာဆိုရင်လည်းပေါင်ချာနှမျိုးစနစ်နဲ့ဥပဒေကိုလက်တလုံးချလောက်ဖို့အတွက်အချို့ရွှေဆိုင်လေးပေါ့နော်ပြင်ဆင်နေလောက်ပါပြီ။ထောင်နိုင်ငံတော်အစိုးရအနေနဲ့ဝီးထာမှာတာဝန်ရှိရတဲ့သူတွေအနေနဲ့ပေါ့နော်။ရှောင်းတခင်စစ်စဲမှုတွေပြုလုပ်အောင်မှာဖြစ်တယ်လို့မျိုးဝဲသူရောင်းဆောင်ပြီးတော့နိုင်ငံတော်ချမှတ်ထားတဲ့စီကံအတိုင်း လိုက်နာမှုရှိလားမရှိလားဆိုတာကိုအချိန်မှန်စစ်ဆေးနေရမှာဖြစ်ပါတယ်။စစ်ဆေးပြီးလို့အပြစ်ရှိကြောင်းဥပဒေကိုလက်တလုံးထားလုတ်ထားကြောင်းတွေ့ရှိတယ်ဆိုရင်လည်းမှန်ကန်စွာနဲ့အရေးယူပြစ်ပေးဖို့လိုပါတယ်ရှင့်။ကျွန်မနိုင်ငံအာဂတိယအခါကျရင်ကြောက်ဖို့ကောင်းပါလေ။ဥပမာလေးတစ်ခုကျွန်မပေးချင်တာပေါ့နော်ဒါရွှေဆိုင်နေရဲလို့မဟုတ်ဘူးဘယ်လုပ်ငန်းမှမဆိုနောက်ဆုံးစိုက်ကအုပ်ထုပ်မဆောင်တဲ့ကိစ္စအားစ။စိုက်ကလိုင်စင်မရှိဘူးအုပ်ထုပ်မဆောင်ဘူးလမ်းမှာမော်တော်ပီးနဲ့တွေ့ရတဲ့အခါကျလို့ရှင့် ဒဏ်ကြေးဆောင်ရတယ်အဲ့ဒီဒဏ်ကြေးကအစိုးရစီကိုမရောက်ဘူးရှင်အကြရီလိုက်စားတဲ့မော်တော်ပီကီပေါ့နော်ဒါရင်ထင်းရဲတွေဟာဆိုရင်အချို့တော့ရင်ထင်းရဲတွေပေါ့ရင်ထင်းအားလုံးတော့ကျွန်တော်မဆိုလိုပါအောင်ရှင်အချို့တော့ရင်ထင်းရဲတွေကနိုင်ငံတော်ကိုရောက်ကမဲ့ဒဏ်ဝေးကသူတို့စီရောက်သွားတယ်နိုင်ငံတော်ဆောင်းမှာဒဏ်ဝေးက9000ဆိုရင်သူတို့က2000လောက်နဲ့ကြေးဖြတ်ပေးတာဆိုတော့ဒဏ်ရိုက်ခံရမဲ့သူကလည်း3000တတ်တာတယ်ဆိုတဲ့အခါမှာအဲ့ဒီမှာနေသူတို့ကအကြရီအယောင်ဝေးကဖြစ်သွားပြီအကြရီဖြစ်ပြီဆိုရင်ရင်ထင်းရဲကိုအပြစ်တင်ကြတယ်ကျွန်မကတော့ အဲ့ဒီအကတိမှုဖြစ်အောင်လို့ပေးတဲ့စီကံဖောက်ပြတဲ့သူမှလည်းတာဝန်ရှိရလို့ထင်ပါတယ်။နှစ်ဦးနှစ်ဖက်လို့တာဝန်ရှိရပါတော့။ကိုကရောနိုင်ငံတော်စီကိုပေးဆောင်မဲ့ဒဏ်ဝင်9000ကိုဘာလို့တွန့်တုံနေရလဲရှင်။တွန့်တုံတယ်ဆိုရင်စီကံလိုက်တာလေ။ကိုတိုင်ကနိုင်ငံသားတယောက်ရဲ့တာဝန်မကြည်တာ။ဒီတော့အကတိလိုက်စားတဲ့ဝန်ထမ်းနဲ့တွေ့တဲ့အခါမှာတတတတကြောင့်လောက်ကြတာဒါကြောင့်အကတိမှုတွေကအကြီးဖြစ်နေကြတာအခုရွှေဆိုင်နေလဲဒီလိုပါပဲနိုင်ငံတော်ကဘလို့ပဲစီမင်းစီကံချမှတ်ပါစေ အချို့သောရွှေဆိုင်တွေကဥပဒေကိုလက်လုံးချလုံးအောင်မှာပါအဲ့ချိန်ကျရင်နိုင်ငံတော်ပေးရမယ့်ဒဏ်ကြေးထက် လာပြီးတော့စစ်ဆေးရတဲ့သူ ပေးလိုက်တဲ့ပတ်စံကပိုပြီးသက်သာတယ်ဆိုရင်လေအကြေမှုတွေဖြစ်ကြအောင်ပါပဲရှင်။ဒါတွေထိ ंछ ုပ်နိုင်မှုအတွက်လိုအပ်ပါတယ်။နိုင်ငံဝန်ထမ်းတွေကလည်းနိုင်ငံတော်ဘောတစ္ဆာရှိဖို့လိုပါတယ်။ကိုကိုတိုင်းကနိုင်ငံတော်ဘောတစ္ဆာမရှိဘဲနဲ့နိုင်ငံမတိုးတက်တာနိုင်ငံမှာအခွန်အမဏာတွေမရှိတာကိုနိုင်ငံတော်အစိုးရကပဲပြစ်မှတ်တယ်ပါနဲ့ရှင်။ ိုင်ငံတော်အခွန်ပန်းတာတွေဘာကြောက်ရတာနဲလဲအခွန်ရှောင်တဲ့တွေများလို့ပေါ့ရှင်းရှင်းရှင်းလေးပဲဒီတော့ကိုယ့်အကူပဲပြန်ပြီးစမ်းစစ်ပေါ့နော်နိုင်ငံတော်ငါကအခွန်သေးချာဆောင်လားနိုင်ငံတော်ပေါ်မှာငါသစ္စာရှိလားအရင်ဆုံးစဉ်းစားပါသစ္စာရှိရဲဆိုရင်တော့နိုင်ငံတော်အပြစ်တင်ခွင့်ရှိပါတယ်ကိုယ်တိုင်းသစ္စာမရှိပဲအခွန်တွေရှောင်နေမယ်နိုင်ငံတော်ပေးဆောင်မယ့်အရာတွေကိုမတိကြုံကြုံပြုနေမယ်အကတိမှုတွေလုံဆောင်နေမယ်ဆိုရင်တော့နိုင်ငံတော်ကိုအပြစ်တင်ဖို့တာဝန်လူကြီးမင်းတို့မှာမရှိပါဘူးရှင့် ။ဘာကြောင့်လဲဆိုတော့လူကြီးမင်းတို့နိုင်ငံတော်တာဝန်ကိုထမ်းဆောင်နေတဲ့သူမျိုးမဟုတ်လို့မျိုးနိုင်ငံတော်ရဲ့လိုအပ်ချက်တွေကိုပခုံးမှတန်ထားတဲ့သူမျိုးမဟုတ်ပါဘူး။လူကြီးမင်းတို့ကကိုကျိုးစည်းဝါးတာရှာနေတဲ့သူတွေပါ။ဒါကြောင့်လူကြီးမင်းတို့ဟာနိုင်ငံတော်နဲ့မသက်ဆိုင်ပါဘူးရှင့်။ကျမကတော့ဒီလိုပဲသတ်မှတ်ပါတယ်။ကျမအနေနဲ့ကတော့သတ်မှတ်ချက်ရှင်းပါတယ်။နိုင်ငံတော်တာဝန်ကြီးတဲ့သူတွေပဲနိုင်ငံတော်အတွက်ပြောရေးဆိုခွင့်ရှိတဲ့သူတွေဖြစ်ပါတယ်။နိုင်ငံတော်တာဝန်မကြီးတဲ့သူတွေကတော့နိုင်ငံတော်နဲ့ပတ်သက်ရင်ဘာမှဝင်ရောက်ပြီးတော့ပြောဆိုပိုင်ခွင့်မရှိပါဘူး။ကိုယ့်အကူနေသားတို့နေခဲ့ကြတာပဲ။ ဆက်လက်ပြီးတော့လည်းနေသာတို့နေလိုက်ကြပါဘသူအုတ်ချုပ်အုတ်ချုပ်အုတ်ချုပ်တဲ့လူစိုးတယ်ဆိုလဲလူချင်းမင်းတို့ကိုယ်တိုင်ကနိုင်ငံတော်ပေါ်တောင်းအောင်မကြေတဲ့သူဖြစ်နေရဲ့ဆိုရင်အဲ့ဒီစိုးတဲ့ထံကိုခံလိုက်ကြပါရှင်ကျမဒီလိုပြောတာမေတ္တာတရားခေါင်းပါလို့လည်းလို့မသတ်မှတ်ပါနဲ့ကျမတို့တူးတယောက်ချင်းတောင်းအောင်မကြေခဲ့တဲ့ကာလတွေများခဲ့လို့နိုင်ငံတော်ကခုလိုဖြစ်တာပါဒါကြောင့်ကျမတို့ကိုယ့်ဖြစ်ကိုယ်ခံရမှာပေါ့ရှင်ကျေနပ်စွာခံယူလိုက်ကြပါလို့ကျမအနေနဲ့အခုသတင်းလေးရနေပြီးတော့ အားလုံးစဉ်းစားသုံးသပ်နိုင်မဲ့သတင်းသုံးသပ်ချက်လေးကိုသာထုတ်ပေးလိုက်ပါရစေလို့ရှင်။မိဘပြည်သူများရှင်ကျွန်မတက်တက်တင်ဆက်ပေးရမယ့်သတင်းလေးရတော့ဘောနော်ဒီ NCA 10နှစ်ပြည့်နေပြည်တော်မှာကျင်းပတဲ့အခမ်းအနားလေးကိုရောက်ရှိလာတဲ့နိုင်ငံရေးပါတီတွေတွေကပုံကိုတရားရဲ့ပြောကြားချက်လေးကိုမှီတည်ပြီးတော့ကျွန်မသတင်းလေးနေနဲ့တင်ဆက်ပေးချင်ပါတယ်။ဒီပုတ်ကတော့ရခိုင်ပြည်လူမျိုးရေးပါတီ ALP ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒေါ်စောမြရာစာလင်းမဲဖြစ်ပါရဲ့ရှင့် ဒေါ်စောမြရာဇန်လင်းရဆိုရင် NCA ဆယ်နှစ်ပြည့်ခမ်းနားကိုရောက်ရှိလာတဲ့အခါမှာမီဒီယာတွေမေးတဲ့မေးခွန်းလေးကိုဖြေကြားထားလေးရစိတ်ဝင်စားမှုကောင်းပါရဲ့ရှင့်အဒီကတော့ AA နဲ့ပတ်သက်ပြီးတော့မေးခွန်းလေးမေးခဲ့တာပေါ့နော် AA ရဆိုရင်ငြိမ်းချမ်းရေးစပွဲဝအောင်ရောက်လာနိုင်လားဆိုပြီးတော့နေမြန်းခဲ့တာဖြစ်ပါတယ်ဒီခါမှာအန်တီဒေါ်စောမြရာဇာလင်းရဖြေးချခဲ့တာကတော့ AR ဆိုရင်တဲ့ငင်းငယ်စွဲဝိုင်းကိုရောက်လာမှာပါတဲ့ဒါပေမဲ့နည်းနည်းကြောက်အောင်မယ်လို့ထင်ပါတယ်တဲ့ကြားရဲဆိုတာကတော့စီးရေးနိုင်ငံရေးအခြေအနေပေါ်မှာမူတည်ပြီးတော့ကြောက်အောင်မယ် ရွေးကောက်ပွဲလွန်လာထက်လည်းအချိန်ကပိုကြာနိုင်သေးတယ်ဒါပေမဲ့ဒီနေ့အချိန်ချင်းမှာတော့ဇပွဲဝါကိုရောက်လာမယ်ဆိုပြီးတော့သူခံမှန်းမိပါတယ်လို့ဖြေချသွားပါတယ်ရှင့်ဒီတော့ကျမအနေနဲ့ဒီစကားလေးကနေပြောတော့ဖြန့်ကျက်တွေးတောမှုလေးပေါ့ရှင့်ဒါလေးကိုကျမတင်ဆက်ပေးချင်တာပါအေးအေးကငိမ့်ချိုင်းဇပွဲဝါကိုရောက်လာမယ်ဆိုတော့ကတော့တိတာထင်ရှားတဲ့ကိစ္စပါပဲအခုချိန်မှာစစ်ကိုတိုက်နိုင်နေသေးလို့သာသူတို့အတံမထွက်တာပေါ့နော်တက်မတော်ပြန်ပြီးတော့ထိုးစစ်ကိစ္စတွေရခိုင်ပြည်နယ်ကိုတေချာလုလာပြီဆိုရင်အေးအေးဟာစစ်ရှုံးမှာပဲရှင့် ေချာနေတဲ့ကိစ္စအကြီးပါဒီခါမှာဆိုရင်တော့စစ်ရှုံးသူတွေရဲ့ထုံးစံအတိုင်းပြေးပေါက်ကိုရှာကြမှာပေါ့နော်ရှာတဲ့ခါမှာဆိုရင်ကျွန်မနိုင်ငံမှာတော့ NCA ပေါ့မြန်မာတပ်မတော်ကစစ်တွေအွန်လိုင်းလာတဲ့ခါမှာဆိုရင် NCA ကိုရောက်လာကြတာပေါ့နော်တချို့တွေကကြတော့တချို့ဖွဲ့စည်းကြအောင်လဲတကယ်ငင်းချမ်းကျင်လို့ရောက်လာကြတဲ့အမျိုးအစားနှစ်ခုရှိရပေါ့ NCA ကိုရောက်လာတဲ့သူတွေကရည်ရွယ်ချက်တွေအမျိုးအစားတွေမတူကြဘူးတချို့ကတကယ်ငင်းချမ်းကြီးကိုရှင်ထဲမှာလိုလိုလားလာလို့ပေါ့နော်စစ်တင်မတိုက်ချင်တော့လို့ရောက်လာတာတချို့ကြတော့စစ်ရှုံးလို့ရောက်လာတာ ဒီလိုအခြေအနေတစ်ခုမှာအေအေဟာလည်းတနေ့မဟုတ်တနေ့တော့တိတ်မှုတစ်ချိန်ချိန်မှာပေါ့နော်ရောက်လာနိုင်ပါတယ်ဒီလိုရောက်လာမယ်ဆိုရင်မြမတက်မတော်နဲ့နိုင်ငံတော်အနေနဲ့အေအေကိုဘယ်လိုမျိုးထိတ်ချုပ်ကန့်တန့်သက်လဲဆိုတာလေးကိုကျွန်မသတင်းသုံးသပ်ချက်လေးအနေပြီးတော့ဆွေးနွေးသုံးသပ်တင်ပြချင်တာပါအေအေကစစ်ရှုံးပြီပဲထားပေါ့နော်တေးကြပါလေဒါကျွန်မအနေနဲ့အများကြီးဘေးရင်တွက်တက်စရာလည်းမလိုကြားနေသိနေစရာလည်းမလိုအခြေအနေကြည့်ရတယ်သိရအေအေကအဲ့လောက်ထိအင်အားလည်းရှိတော့တာမဟုတ်ဘူး လူမျိုးရေးအရာကိုသူတို့မှလူမျိုးရေးအလောက်ထိမရှိတော့ဘူးဆိုတဲ့အခြေအနေတစ်ခုမှာတနေ့မဟုတ်တနေ့ဆက်ကတော့ရှုံးပါပဲစစ်ရှုံးလာပြီဆိုရင် AA ကနေပြီးတော့ကျွန်တော်တို့ငင်းချမ်းရေးစကားဝိုင်းလာခြင်းပါတယ်ဆိုရင်မြမတက်မလို့အနေနဲ့ချက်ချင်းခွင့်မပြုတဲ့မှာအောင်ရှန့်စမ်းသက်ကာလာဆိုပြီးထားတင်ပါတယ် AA အနေနဲ့ NCA ကိုလှမ်းခြင်းနဲ့ခြေလှမ်းနေကိုကျမတို့ကစီးနဲ့ကန်းနဲ့ပေးလှမ်းတင်ပါတယ်စစ်ရှုံးပြီဆိုတာနဲ့လွယ်တကူ NCA ရဲ့ပေးဝင်ရအောင်လို့ NCA ဆိုရင်လည်းလွယ်တကူဖြစ်ပေါ်လာတာမဟုတ်သလိုမျိုး NCA ရဲ့ဩဇာအာဏာနဲ့ တံပိုးကလည်းကြာဆင်းသွားပါလိမ့်မယ်။ဒါကြောင့်စမ်းသက်ကာလထားတဲ့မှာလေ။အေးအေးနေနဲ့နေကျန်းစပွဲဝိုင်းလာကျင်နေဆိုရင်ရခိုင်ပြည်နယ်နဲ့အေးအေးရပေါ်တော့အခုစစ်ပြုတ်နေကြတဲ့နေရာတွေမှာစံပတ်မှုတွေလုံးဝရပ်တန့်မှာပြီးဆိုတော့ကိုစာထုတ်ခိုင်းမှုအတွက်တင့်တော်ပါတယ်။စာထုတ်ခိုင်းပြီးတော့မှငင်းချိုင်းစပွဲဝိုင်းလာတဲ့မှာရှင့်ဒီလိုစာထုတ်လိုက်တဲ့အချိန်မှာပေါ်တော့အေးရနေပြီးကျွန်တော်တို့စီးရဲစီရကိစ္စအလုံးရပ်တန့်မှာမယ်။ NCA လာကျင်ပါတယ်ဆိုပြီးတရားဝင်စာထုတ်ပြီးတော့မှသာနိုင်ငံတော်ကလက်ခံတင်တယ်လို့ပြောကြတာပါ။ တူတူတက်တက်မညှိတဲ့မအောင်ရှင့်ရခိုင်ပြည်နယ်ထဲမှာတေဆုံးသွားခဲ့ရတဲ့တက်မတော်သားတွေနဲ့တက်မတော်သားမိသားစုတွေအပြစ်မဲ့တဲ့တက်မတော်သားမိသားစုတွေကိုကြောက်တော်မှာကြောက်တော်ဖြစ်စင်မှာတက်ဖြတ်ခဲ့တာတွေကိုကျမတို့မြန်မာနိုင်ငံသားတွေမမေ့ပါအောင်ရှင့်ပြီးတော့တူတူတက်တက်ညှိနိုင်တာမျိုးကျမတို့လုံးဝအလို့မရှိပါအောင်ဒါကြောင့်အေးအေးနေနဲ့ငင်းငယ်စပွဲဝိုင်းလာခြင်းရင်တရားဝင်တောင်းပန်မှုစီရေးအရာမလုံဆောင်တော့ပါဘူးဆိုတဲ့ကတိတွေကိုတရားဝင် ထုတ်ပြန်မှုအတွက်ကိုလောက်ခံရမှာဖြစ်ပါတယ်။ပြီးတော့မှ အကျန်းဘတ်အဖွဲဖြစ်တဲ့ရုပ်သိမ်းတာကိုချက်ချင်းမလုပ်ဘဲနဲ့ခိတ္တခဏဆိုင်းငံ့တဲ့ပုံစံမျိုးနဲ့ပဲလုံဆောင်မှာဖြစ်ပါတယ်။ဒီလိုခိတ္တခဏဆိုင်းငံ့လိုက်ပြီးတော့မှငြိမ်းချမ်းရေးဆွေးနွေးကြတယ်ဆိုရင်တော့အချက်လက်တွေနဲ့ဆွေးနွေးလို့ရတာပေါ့ရှင်။တေချာတာကတော့အေရဆိုရင်ငြင်းငြင်းစွဲဝိုင်းရောက်လာမဲ့အခြေအနေဟာမြမတက်မတော်စစ်နိုင်မှာပဲရောက်လာမှာပါ။အဲ့ဒါတေချာနေရဲ့ကိစ္စပါပဲ။ဒါတော့အေအေကလာပြီးညှိရဲဆိုမှတော့မြမတက်မတော်ကစစ်နိုင်နေလို့ပဲလေ။စစ်နိုင်တဲ့သူအနေနဲ့ကအထက်စီးရနေပဲဆွေးနွေးတင်ပါတယ်ရှင်။ ဘာကြောင့်လဲဆိုတော့ AA အဖွဲ့ကရခိုင်တိုင်းရင်းသားအကုန်လုံးကိုစားမပြုတ်ပါဘူးရခိုင်တိုင်းရင်းသားတယောက်မကြံ AA ကိုထောက်ခံနေဆိုတော့တမျိုးပေါ်ရှင်ဒါကျွန်တော်ကိုယ်နိုင်ငံတိုင်းရင်းသားအနေနဲ့ကျမတို့ကတန်းတူညီတူဆက်ဆံရမှာပေါ့အဲ့လိုမှမဟုတ်ပဲနဲ့ရခိုင်တိုင်းသားအားလုံးလည်းသူတို့အဖွဲ့ကိုထောက်ခံနေရမှာမဟုတ်ဘူးသူတို့ကြောင့်ဆုံရှုံနစ်နာသွားခဲ့ရတဲ့ရခိုင်တိုင်းသားလည်းအများကြီးပဲဒါကြောင့် AA ကိုကျမတို့ကရခိုင်ဆိုပြီးမြင်လို့မရအောင်ရှင် AA ဟာရခိုင်ပြည်နယ်မှာရှိတဲ့အကြမ်းဖက်အဖွဲ့ပါဒီလိုမြင်ပြီးတော့ ညီမတက်မတော်ကအထက်စီးကနေသူတို့အောက်စီးမှာထားပြီးတော့ဆွေးနွေးရမှာဖြစ်ပါတယ်။ဒါအပြင် AA ဖွဲ့လှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေမှာပေါ့နော်။ရုပ်တံဖိုင်တွေလည်းပြန့်နှံ့လာပါတယ်။တက်မတော်သားတွေဖမ်းမိတဲ့အခါမှာလဲပင်းလှိပြီးတော့တတ်ဖြတ်ပါတယ်ရှင့်။ဒီလိုရုပ်တံဖိုင်တွေလူကြီးမင်းတို့မှာအများကြီးရှိမှာပါ။ဒါကြောင့် AA ဟာဆိုရင်လက်နက်ဖြုတ်သိမ်းပြီးတော့အပီးပိုင်ရှင်းလင်းရမယ့်အဖွဲ့တစ်ခုသာဖြစ်ပါတယ်။ AA ဖွဲ့ကငြင်းငြင်းဆွေးနွေးပွဲတက်ချင်လို့ရှင့်။အကြမ်းမဲ့ဖွဲ့ကနေရုပ်သိမ်းလိုက်တဲ့ AA ဟာဆက်လက်ရှိနေလို့ရပါတယ်ဆိုတဲ့လမ်းကြောင်းသွားမယ်ဆိုရင် တော့ တေချာပါရရှင် AA အတွက်ကဆက်လက်တက်ရှင်ဝင်ပေးလက်တန်းနဲ့တူတူပါပဲသူတို့တွေလူစုကွင်းရသွားမယ်ငွေရှာကွင်းရသွားမယ်သူတို့ပိုင်ဆိုင်မှုတွေတရားဝင်ဖြစ်သွားမယ်နောက်တစ်ချိန်ကျရင်ပြန်လည်ပြီးတော့ထားကြွလာအောင်မှာပါပဲပိုတော့မှအင်အားကြီးမှသွားနဲ့ထားကြွအောင်မှာပါစစ်ရှုံးလို့ရောက်လာတဲ့သူတယောက်ကဘယ်တော့မှစိတ်ရင်းစိတ်ထားမမှန်ပါအောင်ရှင့်ကြောက်လို့ခဏလက်နဲ့ချလိုက်တာပဲရှိမှာပါဒါဆိုရင်တော့ပြည်အောင်စုအတွက်ရတမအေးစရာဖြစ်နိုင်တာပေါ့နော် ဒါကြောင့်ရတန်းအေးရအောင်လို့အေးရဖွဲ့ကိုတခါတည်းလက်နဲ့ဖြုတ်သိမ်းပြီးတော့အေးအေးဆိုတာတော့ခိုင်မြမှာလုံးဝမရှိအောင်ဖန်တီးရမှာဖြစ်ပါတယ်။ဒါပြင်နောက်ထပ်အရေးကြီးရာတစ်ခုကရခိုင်ပြည်နယ်ရဲ့အဆင့်အတန်းကိုကျမတို့ခေတ်ကာလတစ်ခုမှာမြင့်တင်ပေးရတော့မှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဟာဆိုရင်အဆဆရာနှိမ့်ချနေပါတယ်ရှင့်။ဒီလိုနှိမ့်ချမှုတွေကပဲအေးရဖွဲ့ကိုလူသိစုဆောင်မှုအတွက်ကိုလွယ်ကူသွားစေတာပါ။လူမျိုးရေးဝါဒတွေရိုက်ထည့်ပြီးတော့ဗမာတွေဟာငါတို့စီအောင်ကောင်းမှုဖြတ်နေပါတယ်ဆိုတော့ ပုံစံမျိုးတွေရိုက်ထည့်ပြီးတော့ခိုင်းပြည်နယ်ခွဲထွက်ခွင့်အတွက်ကိုထွန်းမြတ်နိုင်တော့စူးစမ်းနေတာဖြစ်ပါတယ်။ဒါကြောင့်ထွန်းမြတ်နယ်တို့ဖွဲ့ကပြီးဖယ်ရှားပြီးပြီဆိုရင်တော့ခိုင်းပြည်နယ်တိုးတက်အောင်လို့ပြည်အောင်စုတဝန်းလုံးကစူးစမ်းရတော့မှာပါ။ဒီလိုလှုပ်ဆောင်ပြီးပြီဆိုရင်တော့ခိုင်းပြည်နယ်မှာအခြားတိုင်းရင်းသားတွေပါနေထိုင်လို့ရအောင်လို့အဓိကဘင်းကလီတန်ခံနိုင်အောင်ပေါ့နော်လူရည်ရှိဖို့လိုပါတယ်။ပြည်အောင်စုဘွားတိုင်းရင်းသားတွေတည်းကနေပြီးတော့ခိုင်းပြည်နယ်မှာမြေယာတွေဖော်ဆောင်ပေးပြီးတော့တွားရောက်နေထိုင်ခွင့်ပြုလာမျိုးတွေလှုပ်ဆောင်တဲ့နယ်လို့ကျွန်မမြင်ပါတယ်ရှင့်။ ီတော့မှတော့ခန့်ပြင်းနေမှာဆိုရင်လူကြီးလည်းတိုးပွားလာမယ်ပြည်တော်စုပေါ်တိုင်းတိုင်းအားလုံးလည်းနေထိုင်နိုင်မယ်အကြမ်းမဲ့လိုအပ်တွေလည်းမရှိတော့တာဖြစ်မှာပါအေအဖွဲ့အနေနဲ့အေအေဆိုပြီးရက်တီလိုတော့မဖြစ်နိုင်ပါဘူးရှင့်ဒီလိုရက်တီကွင်းပြုလိုက်မယ်ဆိုရင်အေအေလုတ်ခဲ့တဲ့ကိစ္စရတီကိုပြည်ပုံခါချလိုက်ရတယ်လို့ဖြစ်သွားမှာပါဒါဆိုရင်ပြည်တော်စုပေါ်တိုင်းတိုင်းတက်မိသားဆိုပြီးကျင်းတ်ပါမလားရှင့်ကျမတို့ခေဆက်ဆက်မှာစစ်ပွဲတွေဖြစ်လာရင်အဓိကအသက်ဆုံးရှုံးရတာပြည်သူတွေပါ ဒါပေမဲ့ငိမ့်ချမ်းရေးဆိုပြီးဆွေးနွေးကြတဲ့အခါကျရင်ပြည်သူတွေရဲ့အသက်တွေမျက်ရည်တွေသူတို့ရဲ့ခံစားချက်တွေကိုလက်နက်ကင်တွေကဘယ်သူမှထဲတွင်းသက်ချက်တာမရှိတော့ဘူးရှင်။ကိုချင်းကိုချင်းပဲဆွေးနွေးပြီးတော့အားလုံးပြီးဆုံးသွားလိုက်ကြတယ်။အားလုံးပြည်ပုံးကားချလိုက်ကြတယ်ဆိုရင်မြန်မာနိုင်ငံမှာလူဖြစ်ရတာအင်မတန်ကန်ဆိုးသွားမှာပေါ့ရှင်။စစ်ပွဲတွေဖြစ်တော့ခံလိုက်ကြတရားမျက်တမှုဆိုရလဲမရှိအချိန်တန်တော့ငိမ့်ချင်းလက်မှတ်ထိုးကြဒီလိုမျိုးငိမ့်ချင်းလက်မှတ်ထိုးကြပြီးတော့စစ်မှန်တဲ့ငိမ့်ချင်းရရှိလားဆိုတော့မရရှိဘူးအချိန်တန်တော့လည်းပြန်ပြီးပုံကန်ကြ အဲ့လိုပုံကန်တဲ့ခါမှာပြည်သူတွေပဲသေရကြဆိုတဲ့ခါကျတော့မြန်မာနိုင်ငံသားတွေရင်ထဲကအညှိုးတွေအမုန်းတွေကိုစဉ်းစားကြည့်ကြပါအောင်ရှင့်ပြီးတော့ကျမတို့ကခစ်တစ်ခုပြောင်းလဲလိုက်ဖို့လိုပါပြီဖျောက်တဲ့အဖွဲတွေကိုအပြီးဖျောက်ရတော့မှဖြစ်ပါတယ်ကျမအနေနဲ့အချုပ်ရလေးမှာအာမန္တန်နဲ့ဝေဖန်ရမယ်ဆိုရင် MCA ဆိုတဲ့အရာကိုတပုံတွေကစစ်ရာဇဝမှုတွေအားလုံးကိုပြည်ပုံခါချနိုင်တဲ့တကားပေါက်ဖြစ်နေမြင်နေကြပါတယ်ရှင့်စစ်တိုက်ရဲ့အချိန်မှာဘလို့စင်းမြင်းစည်းကမ်းမှာမထားပဲတိုက်ပါတယ် တက်မတော်သားတွေပေါ့လေဖမ်းဆီးရမိသွားပြီဆိုရင်စစ်တုံးမှဖြစ်သွားတဲ့တက်မတော်သားတွေကိုရက်ဆက်ညှဉ်းပန်းမှုတွေပြုလုပ်ပါတယ်။ရမခဖြစ်စဉ်ကတကယ်ဥပမာအကြီးတစ်ခုပေးထားပါတယ်။ပြန်လည်လွတ်မြောက်လာတဲ့တက်မတော်သားတွေဟာဆိုရင်ကျမ်းမာရေးတော်မှာခြုံချနေကြပါပြီရှင်။ဒီလိုခန္ဓာကိုယ်ရင်းနဲ့ဒီလိုစိတ်ဓာတ်ရာရင်းနဲ့ရှေ့ဆက်ပြီးဘဝကိုဘယ်လိုများဖြတ်တန်းကြမှာလဲရှင်။ရခိုင်ပြည်နယ်မှာဖမ်းဆီးရမိတဲ့တက်မတော်သားတွေဆိုရင်လဲဖြတ်ပြီးတော့တတ်ခံရပါတယ်။ရုပ်တံဖိုင်တွေပါတတ်သိရှိပါတယ်။ ဒါပေမဲ့ NCA တကားပေါက်ရောက်လာပြီဆိုရင်အဲ့အရာတွေအလုံးကပြီပုံခါချလိုက်တာဆိုတော့ဒပုံတွေအတွက်က NCA ဆိုတာထာဝရငြိမ်းချမ်းရရှိတဲ့တကားပေါက်မဟုတ်ပဲနဲ့စစ်ရာဆွေးမှုအလုံးကိုတကားပိတ်ပြီးထားခဲ့လို့ရတဲ့တကားပေါက်တစ်ခုဖြစ်နေတာပါဒီလိုဖြစ်နေတဲ့ကိစ္စကြီးကိုကျမတို့ကပြောင်းလဲနိုင်ခြင်းမရှိဘူးဆိုရင်ကျမတို့တိုင်းသူပြည်သားတွေအပေါ်မှာမငဲ့ညာရာရောက်ပါတယ်တိုင်းသူပြည်သားတွေရဲ့နှလုံးသားနာကျင်ရတာကိုကျမတို့ဥပစ်ကပြုတ်ထားသလိုဖြစ်နေပါတယ်ရှင်ဒါကြောင့်ကျမသတင်းတုံ့သက်ချက်လေးရနေပြီးတော့ မိဘပြည်သူများရဲ့စိတ်ဆန္ဒလေးအတိုင်းကျမတို့ပေးပို့လာတဲ့ရှင်ရွေးခန်းစားချက်လေးတွေပေါ့နော်ဒါလေးတွေကိုစုစည်းပြီးတော့ဖြစ်တင်ဖြစ်ထိုက်တာလေးကိုကျမတင်ဆက်ပေးတာဖြစ်ပါတယ်ရှင်ကျမတင်ဆက်မှုက NCO ပို့ပြီးတော့တန်မိုးရှိစေလိုတဲ့တင်ဆက်မှုပါ NCA ကိုမြန်မာတက်မတော်ကငြိမ်းချမ်းရေးတကားပေါင်းဖြစ်နေသတ်မှတ်ထားပေမဲ့အချို့တော့လက်နက်ကန်အကြမ်းဖက်သဘုံတွေကအသုံးချစရာတကားပေါင်းဖြစ်နေသတ်မှတ်နေတယ်ဆိုတာလေးကိုပညာရှိသတိဖြစ်ခဲဖြစ်မှာဆိုလို့သတိမမူဂူးမမြင်ဖြစ်မှာဆိုလို့ ကျမကသတင်းသုံးသပ်ချက်လေးရနေတင်ဆက်ပေးလိုက်ပါရစေရှင်။နိုင်ငံတော်မှာတာဝန်ရှိရသူများအနေနဲ့ဖြန့်ကျက်တွေးတောပြီးတော့နိုင်ငံသူနိုင်ငံသားတွေစိတ်ကျဉ်နှက်စေဖို့အတွက်ဆက်ဆရာရာပြောင်းလဲလှုပ်ဆောင်နိုင်ကြပါစေလို့ကျမအနေနဲ့ဆန္ဒပြုဆုတောင်းပါတယ်ရှင်။ကျမရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှာထလောင်းနယ်ပဲရှင်းနာပြရစေရှင်။ ကျမတဲ့လူတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးဆေချမ်းသာကိုကြမ်းမာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမြတ်တာပို့သအပ်ပါတယ်ရှင်။